အမအခုဒီမှာဝက်ရှော်ဆက်ပြာလေးဖြော်မလို့လုပ်နေတာပါเนาะမိုးရင်းဆိုတော့လေရွှေနေပွက်တည်းနဲ့ပေတော့ကြံတော့ရိုးရိုးပဆုံတော့မှာအဝိရှော်ရတဲ့ခါကြာနေနဲ့မပြောင်းလို့ခံစားရတယ်ပေါ့เนาะအဲ့တော့ဒါလေးကတော့ဟို၁၈ရက်နေ့မှာလေအမအဖေဆုံးတာ၁၈နှစ်ပြည့်အလှလဲလှုပ်ချင်လို့ပေါ့เนาะဝက်ရှော်ဆက်ပြာဖြော်တာလေးအမပြပါမယ်ဒီမှာထုံးစံတိုင်းပေါ့เนาะဒါကတော့ဂျယ်ပေါ့ဂျယ်ကတော့အမတို့ဒါ1ကီလိုအပြည့်ရှိမယ်เนาะဒါ SLS အ sorry ဒါ SLS J ပေါ့နော် SLS J ပါတကီလိုရှိမယ်နောက်တစ်ခုကဒါက SLS ပေါ့နော် SLS ကတော့ဒီဟာအချောင်းလေးတွေပေါ့နော် SLS အချောင်းလေးတွေပါသူကဒါကကြီးချွတ်တဲ့ဟာနောက်တစ်ခုကကြီးချွတ်တဲ့ပစ္စည်းပဲဒါက Sora Edge ပါနော် Sora Edge ဆိုတာ washing လုံးခေါ်တဲ့ဟာပေါ့ washing Sora ပါဒါလည်းသူကကြီးချွတ်တဲ့ဟာပဲ နောက်တစ်ခုကမားတို့ကဒကြီးချွတ်တာနှမျိုးပါမယ်เนาะနောက်တစ်ခုကဒါကကြီးချွတ်အမြုပ်တာပါဒါဆိုဒီယမ်ဟိုက်ဒရောက်ဆိုက်เนาะဆိုဒီယမ်ဟိုက်ဒရောက်ဆိုက်ပါသူကတော့အဲဒါလည်းကြီးချွတ်အမြုပ်တာပါပဲသူကတော့ဒါလက်နဲ့ကင်မှဖြစ်မယ်เนาะထိလို့ရှိရင်ရမ်းပူတယ်နောက်တစ်ခုကပါလဲဆိုတော့ဒါကတော့မားတို့ကအင်ဂျီတွေဟို ကျောင်းဆိုင်အင်ကြီးလိုဟာမျိုးဆိုရင်အဖြူရောင်ကိုသူကဝါတတာဖြစ်သွားတာပေါ့နော်ရှော်ပါများလို့ရှိရင်လေညစ်တတဖြစ်သွားပါအဲ့ဒါကိုသူကပြန်ပြီးဖြူအောင်လုပ်ပေးနိုင်မယ်ဒါ brightening agent ခေါ်တာပေါ့ဟိုဗမာလိုဆိုရင်တော့ဘယ်လိုခေါ်မလဲမဲနဲ့ဖြူလိုဟာမျိုးပေါ့နော်မဲနဲ့တော့မဟုတ်ဘူး brightening agent ဆိုတာအင်ကြီးတွေကိုဒီတောက်ပြောင်သွားစေတဲ့အမှုံပေါ့နော်သူက CXD လို့ခေါ်ပါတယ် နောက်တစ်ခုကတော့မားတို့ကဓာရီကဒီជីချွတ်ပစ္စည်း3မျိုးပါမယ်เนาะជីချွတ်ပစ္စည်း3မျိုးဝက်ရှိမြဲနောက်ပြီးတော့ဒါ excellence ရဲ့နောက်ပြီးတော့ sodium hydroxide ရဲ့ပါတဲ့အတွက်မားတို့ဒီဟိုတက်မယ်เนาะ pH တက်မယ်အဲ့ဒီအတွက်ကိုမားတို့ဒီမှာ citric acid ထည့်ရမယ်เนาะ citric acid လေးပါမယ်နောက်တစ်ခုကတော့အရောင်အနက်ပေါ့အရောင်အနက်ကတော့အရောင်ကတော့အမားကမထည့်ဘူးဖြူလေးတိုင်းပဲထားမယ်အနက်ကဒီမှာအမားဒီမှာ၃ပလင်းပေါ့เนาะဒီတည်းကအနည်းဆုံး၂ပလင်းတော့၃မယ်ဒါကဆက်ပြာဆိုင်ကအနက်ဒီဘက်ဆုံး၃မှာ၃နဲ့အနက်ဆိုတော့သူကတိတ်မဆွဲတဲ့အတွက်၂ပလင်းသုံးမဟုတ်၃ပလင်းသုံးမယ်เนาะနောက်တစ်ခုကတော့စားထည့်မယ်ပေါ့စားကတော့ဒါစားကတော့အများကြီးထည့်စရာမလိုဘူးအဲဂျယ်အတွက်ကရေကဘယ်လောက်ထည့်မလဲဆိုတော့မအားတော့15 16လောက်ထည့်မယ်နော် 15စက္ကန့်လောက်ထက်မယ်ဆိုတော့တချို့တွေမှာမောက်လာမိတယ် F24 ပေါ့နော် F24 ဆိုတာဗာလဲဆိုပြီးလာမိတယ် F24 ဆိုတာက LBS ပေါ့နော် LBS ကအမှဒီမှာမထည့်ထားဘူး LBS ထည့်ခြင်းလည်းရတယ် LBS ထည့်မယ်ဆိုရင်ဒီကြီးချွတ်တဲ့ပစ္စည်းတွေပမာဏကိုလျှော့လိုက်ရမှာပေါ့နော် LBS ဆိုတာ linear alkyne sodium benzoate ပေါ့နော်သူကဗာလဲဆိုတော့ တန်ကြီးချွတ်တဲ့နေရာမှာတုံးတာပေါ့အဲနိုင်ငံသားမှာတော့သူ့ကိုဘယ်လိုခေါ်လဲဆိုတော့ထိုင်းရပစ္စည်းမှာဆို F24 လို့ခေါ်တယ်အဲ့တော့ F24 လာမီတဲ့တရားအမဒီမှာပဲဖြည့်ပေးလိုက်တယ်เนาะဒီမှာတော့အမမထည့်ထားဘူးအဲသူကဗမာပို့တုံးလဲဆိုတော့ဒီစက်ပြခရင်ပေါ့စက်ပြခရင်လောက်တဲ့နေရာမှာ LBS ကိုပို့တုံးတယ်เนาะကိုရီစီမှာတော့ဒီတန်ကြီးပါညာဒါလောက်ကြီးမလို့တဲ့အတွက်မထည့်ထားဘူးเนาะအဲ့တော့ကျေးဇူးတင်ပါတယ်ဒါအလုံးပေါင်း6မျိုးခေါ်มาပေါ့เนาะကျေးဇူးများတင်ပါရှင် မတို့ဝစ်ရှော့ဆက်ပြလေးဖြောင်းမယ်ဆိုဒီမှာဂျဲထည့်ထားတယ်เนาะဘုံထဲမှာဂျဲ1ကီလိုထည့်ထားပါတယ် SLS 1ကီလိုเนาะအဲ့ဒါထည့်ထားတယ်စားလေးထည့်မယ်เนาะစားလေးကိုသုံးစုံလောက်ထည့်ပြီးတော့ကျမတို့အရင်မှွေးမယ်เนาะအဲ့တော့သူကဂျဲနဲ့စားနဲ့ဆိုတော့မြန်လေးကြည့်တယ်เนาะရပ်မှွေးလိုက်တော့အဲ့ဒါလေးဂျဲနဲ့စားနဲ့ဆိုတော့မြန်လေးကြည့်တယ်သူကဂျယ်ရီကစားနဲ့တူလို့ရှိရင်ဖြူရောင်ဖြစ်သွားမယ်เนาะဒါလေးကို ဒါအချိန်ပေးနိုင်လို့ရှင်တော့ဒီလိုလေးမဟုတ်ပါတော့မပေးနိုင်လို့ရှင်တော့ရေနဲ့ပဲတခါလဲကျော်လဲရတယ်เนาะဒီထဲကကျမတို့ကရေဘယ်လောက်ထည့်မလဲဆိုတော့ရေ15လီတာထည့်မယ်เนาะအဲ့တော့ဒါလေးမှွေနေမယ်အဲ့တော့ဒီဘက်မှာကျမကဒါလေးတွေကပါလဲဆိုတော့ဒါက SLS เนาะအော်ဒါ SLS ထည့်ထားတာနောက်ပြီးတော့နောက်တစ်ခုကဒါပါလဲဆိုတော့ဒီမှာ solar ash เนาะ solar ash ရှိတယ်နောက်ပြီးတော့ဒါ solar hydro site ကြီးချွတ်တဲ့ဆေး၃မျိုးရှိတယ်เนาะကြီးချွတ်တဲ့ဆေး၃မျိုးရှိတယ်အဲ့ဒါကို ျမတို့ကဒါရေနဲ့ဖြောင်းမယ်နော်ရေနဲ့ဖြောင်းမယ်ဆိုတော့ဒီမှာရေ1လီတာခွက်ရေ1လီတာခွက်နဲ့ဒါက SLS တဲ့ကိုထည့်မယ်ရေရချိန်ထားပြီးသားနော်ဒီရေချိန်ထားပြီးသား SLS တဲ့မယ်ဒါကဆိုရင် hydroxide နော်ဆိုရင် hydroxide ကလည်းချိန်ပြီးသားနော်ဒါကဆိုရာ ash နော်ဆိုရာ ash ထည့်မယ်အဲ့တော့ဒါရေရေ1လီတာလောက်ကြပါမှာပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့ဒီ channel လေးကကျမတို့အရောင်ထည့်ထည့်မယ်နော်ဒါလေးထားထားမယ်အခုဒါလေး gel လေးချိန်လို့ နော်ကျွန်တော်တို့ဂျယ်လေးဖြူသွားပြီကျေသွားပြီဆိုလို့ရှိရင်ပောက်ဒီထဲကိုရေဘယ်လောက်ထည့်မလဲဆိုတော့15လီတာထည့်မယ်နော်ရေ15လီတာထည့်ပြီးတော့မှကျွန်တော်တို့ဒါလေးတွေကျော်သွားတာကိုစောင့်ထည့်မယ်နော်โอเคဟုတ်ပြီအခုကျွန်မဒီမှာဂျယ်လေးကိုအဲခုနကစားလေးနဲ့ထည့်ပြီးတော့ကြည်အောင်မှွေလိုက်ပြီးတော့ဒီထဲကိုကျွန်မရေ15လီတာထည့်လိုက်တယ်နော်ရေ15လီတာထည့်ပြီးတော့ဒါမှွေထားတယ်ဒါကတော့အမြုပ်တင်ထားနေတာနော်အဲ့တော့ဒီမှာကျွန်တော်တို့စိန်ထားတာဒါက ဒါက soda ash ကိုစိန်ထားเนาะဒါကတော့ SLS ကိုစိန်ထားတာဒါက sodium hydroxide ကိုစိန်ထားပါเนาะခုအဲ့ဒါလေးတွေထည့်မယ်เนาะအဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်အကျဉ်းချင်းကြည့်လို့ရတယ်เนาะ SLS စိန်ထားတဲ့ရေကလည်းကြည့်ရယ်ဒီမှာ sodium hydroxide ကိုစိန်ထားတဲ့ရေကလည်းကြည့်ရယ်เนาะဒါဆိုအေးသွားပြီเนาะ तू อ่ะဖြော်လိုက်လို့ရှိရင် तू อ่ะပို့တယ်အဲ့တော့ဒီ soda ash ကတော့သိတဲ့အတိုင်းပဲအရာအောင်လဲဝါတယ်เนาะအရာအောင်လဲဝါတယ်အရာအောင်လဲဝါတယ်ဆိုတော့ तू ကဆက်ပြာကို ဖြော်တဲ့အခါမှာဆက်ပြဖြော်ရင်မှ तू ကမကြည်စေဘူးเนาะ तू ကအယောင်နောက်စေတယ်အယောင်နောက်စေတယ်ဆိုတော့ဒါကတိထားမယ်ချက်ပေါ့เนาะအဲ့တော့ဒီ9မျိုးဆက်တို့ sorry 6မျိုးဆက်တို့9မျိုးဆက်တို့ထဲမှာ तू ကဒီဒီ Sora Ash ပေါ့เนาะ washing ပါလို့ရှိရင် तू ကအယောင်ကို तू ကနောက်စေတယ်เนาะအယောင်မကြည်ဘူးပေါ့ကြည်တောက်ရှင်းမရဘူးပေါ့ဒါပေမဲ့ကြည်တောက်ရှင်းရတာမရတာတော့အဓိကမဟုတ်ဘူးပေါ့เนาะဘာလို့လဲဆိုတော့သူ့ရဲ့ဆက်ပြရဲ့အည်သွေးကောင်းမှုပဲပေါ့ချွတ်ကြတော့အဲ့လိုမျိုးဟို ဘယ်လိုခေါ်မလဲ6မျိုးဆက်တို့9မျိုးဆက်တို့မသိတဲ့နဲ့ဝယ်ပြီးမှကြည်တောက်ရှင်းမဖြစ်လို့ပါဖြစ်တတ်တယ်နော်ဒါခု Sora Ash ကိုထည့်မယ်နော် Sora Ash ကသူကအမှတ်ကြီးတွေပါတတ်တယ်အဲ့တော့နည်းနည်းလေးဆက်ရအောင်နော်အလားလေးတွေထည့်ပြီးတော့ဒါလေးတွေမှုေပါမယ်မှုေပါမယ်ဆိုတော့ဒီဥစ္စာကဘာကြံလဲဆိုတော့ကျမတို့ကဒီမှာဒီဟိုက CXD ကြံတယ်ပေါ့နော်ဒီကမင်းနဲ့အဖြစ်ကြံတယ်ပေါ့အဲ့ဒါပြီးမှထည့်မယ်နောက်တစ်ခုကအရေးကြီးဆုံးဒါပါလဲဆိုတော့ citric acid နော်ဒါ pH တိုင်းကြည့်ပြီးမှထည့်မယ်နော်ခုလောလောဆယ်မှာတော့ဒါလေးတွေကိုအရင်မှွေကြမယ်နော်ဒါမှွေရအောင်မယ်ကျွန်တော်တို့ဒီ workshop ဆက်ပြဖြော်တာလေးလေအဲကုံလုံးထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးသွားပြီဆိုတာခုနအဲဒီ CHD တို့ဘာလို့လဲကုံထည့်ပြီးသွားပြီအဲ့တော့ဒီဟာလေးကဒါစားလဲအတင်တင်ထည့်ထားရယ်ပေါ့နော်ထည့်ထားရယ်ဆိုတော့ဒါအရာကတော့ကျွန်မမထည့်တာဘူးအဲ့ဒါလေးကိုကျွန်မဒီမှာအဲဒါဒီ pH ဒက်စတာနဲ့တိုင်းကြည့်မယ်ပေါ့နော်အဲ့တော့တိုင်းကြည့်မယ်ဆိုတော့ဒါလေးကတော့ဒါအခုအမြုပ်မသေးသေးဘူးနော်မြုပ်မသေးသေးဘူးဆိုတာဒါအခုမှလုံထားတာပဲရှိသေးတယ်ဒါညတိုက်ထားအောင်မယ်နော်အခုလုံတဲ့အချိန်ကနေပြီးတော့တညာလုံထားပြီးနောက်နေ့မနေ့ဆယ်နာရီလောက်ထိမှအမြုပ်သေးမယ်နော်အခုဒီမှာကျမဒါလေးကိုဒါလေးကိုအခုဒီမှာဒီထက်ထက်ကြည့်မယ်နော်ထက်ကြည့်မယ်ဆိုတော့ ခုဒီမှာဒါဆို pH မြင့်နေတယ်ပေါ့နော်မြင့်နေတယ်ပေါ့ဒီမှာ pH tester နဲ့ဒီမှာ pH မြင့်နေတယ်เนาะဒီကောင်နဲ့ဆိုရင်ကျမတို့ကဒါအစိမ်းလောက်ရအောင်ဒါအမှားလေအဲ့တော့ pH မြင့်နေကျမဒီတက်ကို citric acid မထည့်ရသေးဘူး citric acid မထည့်ရသေးဘူး citric acid မထည့်ခင်မှာဒါကိုတိုင်းကြည့်တာเนาะခုဒီတော့ကျမ citric acid ချိန်ထားတဲ့ဟာလေးပေါ့နော်ဒီ citric acid ချိန်ထားတဲ့ဟာလေးကျမထည့်မယ်နော်ထည့်မယ်ဆိုတော့ citric acid ကတော့အမှန်တကယ်တော့တခါတည်းထည့်လဲရတယ်